ဒီလိုမျိုးဒင်းဆန်ဘူဖေးကို2000ဝန်းကျင်နဲ့အချိန်ကန့်သတ်မရှိဘဲနဲ့အဝစားလို့ရတဲ့ဆိုင်ကြီးရှိတာသိပြီးကြပြီလား။သူကဒင်းဆန်ဘူဖေးဆိုပေမဲ့တခြား breakfast menu လေးတွေကိုပါဒီဘူဖေးထဲမှာထည့်ပေးထားတာ။ဘူဖေးထဲမှာကဒီလိုမျိုးဟောင်ကောင်ဒင်းဆန်ဆယ်မျိုးရဲ့ထမင်းကြော်ထမင်းစီစံခောက်ဆွဲကြော်ပြီးတော့တအုပ်ကြော်နဲ့ဒီလိုမုံဟင်းကားတွေပါပါတယ်။ချမ်းခောက်ဆွဲနန်းချီတုပ်တွေကြတော့ဒီကောင်တာမှာမာမတုပ်ပေးတာပေါ့နော်။ ဒီလိုဆန်ဒွစ်နဲ့ကိတ်လေးလည်းပါသေးတယ်။ပြောရမယ်ဆိုလို့ရှိရင်အပြင်မှာဒီလိုဒင်ဆန်တစ်ပေါင်း9000ကျော်လောက်ကိုဒီဆိုင်မှာကြတော့အပီးစီးကိုမှ1000လောက်နဲ့စားမှာဆိုတော့တော်တော်လေးတန်တယ်လို့ပြောရမယ်။ဒီမနက်စာဘူဖေးမှာကဒီလိုမျိုးမုံရင်းကားတွေကိုပါဘူဖေးလိုမျိုးခင်ပေးထားတာဆိုတော့ကိုယ်စိတ်ကြိုက်ထဲစားလို့မရဘူး။သူရဲ့ပဲပြုတ်ထမင်းစီစံတဲ့ကျုပ်ကြော်လေးလဲစားလို့ကောင်းတယ်။ပြီးတော့ဒီမှာအဲ့လိုမျိုး coffee နဲ့ tea လဲရတယ်။ ီလိုမျိုးနန်းကြီးသုံးမုတ်တီရှမ်းခေါဆွဲရရကြတော့ကောင်တာမှာမာမတခါတည်းပွဲပြင်ပြီးတော့တုတ်ပေးတာပေါ့နော်ဒါကတော့ဘူဖေးမှာပါလေးတွေကိုအစုံမြင့်ကြီးလို့ရအောင်နည်းနည်းစီမံထားရနေပါ ဒီဆန်ဒင်ဆန်နဲ့နာမည်ကြီးတဲ့ဆိုင်ဆိုတော့အတီကသူ့စီကဒင်ဆန်တွေကိုတော့မြများစားခဲ့ပေါ့နော်ဒီလိုမျိုးငဖယ်ရင်ကြီးလိမ့်တွေဝက်ရှိုးမိုင်းဖတ်ထုတ်ပေါင်းနေဆိုလို့ရှိရင်လည်းနုနုအီအီလေးနဲ့သူ့ရဲ့အသားအကြာထွက်ထုတ်ကလေးစားလို့ရကောင်းတယ်လုံးဝင်းကဆိုရင်လေဘူဖေးထဲမှာပါရုံလောက်ထည့်တာမဟုတ်ပဲနဲ့လုံးဝဆိုင်လိုက်ရမျိုးပေါ့နော်ပဲကြော်နဲ့ဘဲဥပါစိတ်ကြိုက်ထည့်စားလို့ရရလीတော့တော်တော်သဘောကျတယ် ါလေးကတော့နန်းကြီးတုပ်ကိုတပွဲစာတုပ်ပေးထားတာပေါ့နော်။သူကကျတော့နန်းကြီးတုပ်အပြင်ကမှမုတ်တီနန်းပြားတုံးနဲ့ချက်ခေါက်ဆော်ရီပါမှာလို့ရတယ်။သူရတဲ့လေးကပုံမှန်ပဲပေါ့နော်။ไปมาซุนุชิงตันเอาโดดริมเซ็ตนี่ไปปูပြီးတော့စားခဲ့ ဒါမဲ့ဒီလိုမျိုး2000ကျော်လောက်နဲ့ဒင်းဆန်ပူဖေးကိုအချိန်ခံသတ်မရှိအဝါစားရတယ်ဆိုတာနဲ့တင်ကိုတော်တော်လေးတန်နေပြီ။တော့မဲ့ဆိုရင်တော့ဘုကင်လေးချုပ်တင်သွားကြနော်။ဘူဖေးစင်းတော့ကြတော့တယောက်ကို18500နဲ့ tax အပါဆိုလို့ရှိရင်တော့2500ပြီးစီးလောက်တော့ကျမယ်ပေါ့နော်။ဒီဒင်းဆန်ဘူဖေးကစနေတနင်္ဂနွေနေ့ရက်ထဲကိုမှမနက်9:00နာရီကနေပြီးတော့နေ့လယ်7:00နာရီထိခင်းပေးထားတာ။ဆိုင်ကလည်းဒီလိုမျိုး garden vibe လေးနဲ့ချစ်စရာလေးပေါ့နော်။ ီလိုမျိုးအပြင်ပိုင်းမှာပဲထိုင်စားလို့လည်းရတယ်လို့ဒီဆိုင်ထဲမှာပဲဈေးကျကျနဲ့ထိုင်စားခြင်းလည်းရတယ်။ဆိုင်လေးကတော့ရန်ကင်းအောင်စရလမ်းမပေါ်မှာဖွင့်ထားတဲ့ Miraki Lounge မှာပါ။ဒါဆိုရင်တော့ဆိုင်ရဲ့ Now Vlog ဒီမှာပြန်တွေ့ပါမယ်။အားလုံးပဲတတား။